ရသခင်ယေရှုတော်ချီးမွမ်းပါလေကျောင်းနှုတ်ကပတော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှင်လုကာခရစ်ဝင်ခန်းကြီး18အပိုင်ငယ်18ယေရှုကလည်းတကြိတ်သောသူတို့သည်တန်ရှင်းခြင်းသို့ရောက်ကြသည်မဟုတ်လောကိုးရောက်သောသူတို့သည်အပေမှာရှိကြသည်။ကျောင်းဒီနှုတ်ကပတော်ကတော့သခင်ရှုကယေရုရှလင်မြို့သို့သွားတဲ့အချိန်မှာရှမာရိပြည်နဲ့ဂါလိလဲပြည်ဆက်ကြားမှာရှောက်သွားရတယ် အဲ့ဒီလိုရှောက်သွားရင်းနဲ့ယွာတရွာကိုဝင်တယ်။အဲ့ဒီယွာရဲ့အဝင်ဝမှာနူနာယောကဆွဲနေတဲ့သူ၁၀ယောက်ကသခင်ယေရှုကိုခရီးဥချိုပြုပြီးတော့အဝေးကနေလှမ်းအောင်တယ်။သခင်ယေရှုကျွန်ုပ်တို့ကိုကယ်မသနာပါလို့သူတို့ကဟစ်ကြော်ကြတယ်။သခင်ယေရှုကသူတို့ကိုမြင်တဲ့အခါမှာမင်းတို့ယေဘရဟိတံကိုသွားပြီးတော့ကိုကိုကိုသွားပြပါလို့မိန့်တော်မူတဲ့အတိုင်းသူတို့ကသွားစဉ်တွင်တန်ရှင်းခြင်းတို့ရောက်တယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ တကယ်တော့သခင်ရှုကသူတို့ရဲ့ယောဂတွေကိုသူတို့ရဲ့ခေါင်းပေါ်မှာလက်တင်ပြီးတော့သူတို့ရဲ့အနာယောဂပေါ်မှာလက်တင်ပြီးတော့မဆုတောင်းပေးလိုက်ပါဘူးမင်းတို့ယောဂပျောက်စေလို့လည်းပါဇက်ကနေမပြောလိုက်ပါဘူးမင်းတို့ယေဘရိုထံမှာကိုကိုသွားပြပါလို့ပဲပြောလိုက်တယ်တကယ်တော့တမဟောင်းကျမ်းမှာဖော်ပြချက်ရနူနာဆွဲသောသူကယေဘရိုထံကိုသွားပြတယ်ဆိုတော့ကယောဂပျောက်လို့သွားပြတာဖြစ်တယ်ယေဘရိုကကြည့်ပြီးတော့အတီးပြုတ်ပေးရတယ်ဒီသူသည်ယောဂပျောက်မပျောက်ယောဂကင်းမကင်း အကယ်၍ယေဘရဟိကယောဂကင်းတယ်လို့အတည်ပြုမှသာ သူက မြို့ပြင်ရနေပြီးတော့မြို့ထဲကိုပြန်ဝင်ခွင့်ရှိတယ်။မိသားစုနဲ့ပြန်နေခွင့်ရှိပါတယ်။နူနာယောဂဆိုးတဲ့သူကမြို့ပြင်မှာပဲနေတယ်။မိသားစုနဲ့ဝေးကွာနေတယ်။ဒါကြောင့်မို့သူတို့ကယောဂအင်မတန်မှပျောက်ရှင်တာ။သခင်ရှုကိုဟစ်ကြော်တဲ့အခါမှာသခင်ရှုကသူတို့ယောဂပျောက်ဖို့ဆုမတောင်းပေးပါဘူး။သူတို့ယောဂပြောက်ဖို့တခုခုမလုပ်ပေးလိုက်ပါဘူး။မင်းတို့ယေဘရိထံမှာကိုကိုသွားပြပါ။ဟာသခင်ရှုပျောက်မှမပျောက်သေးတာဘလို့လို့သွားပြီးတော့ ပြနိုင်မှာလဲလို့သူတို့မေးစရာအကြောင်းရှိပါတယ်။သို့ရတွင်သူတို့ကတဲ့သခင်ယေရှုပြောတဲ့စကားကိုယုံပြီးတော့လမ်းမှာသွားစဉ်တွင်တဲ့ယောဂါပျောက်သွားတယ်။သူတို့တယောက်တယောက်ကြည့်တဲ့ခါမှာသူတို့ယောဂါတွေအားလုံးပျောက်သွားတယ်။ဟာယေဘရိစီတော်မရောက်သေးဘူးယောဂါကပျောက်သွားပြီ။တကယ်ဆိုရင်ယောဂါပျောက်မှယေဘရိစီကိုသွားတာဖြစ်တော်냐လေ။သခင်ယေရှုကယောဂါရှိနေတဲ့အချိန်မှာပဲယေဘရိစီကိုသွားဖို့ညွှန်ကြားလိုက်တယ်။သူတို့ကလည်းသခင်ယေရှုပြောတဲ့စကားကိုယုံပြီးတော့သွားတဲ့ခါမှာတဲ့လမ်းမှာယောဂါ ပျောက်သွားတယ်။ယောဂါပျောက်ပြီးတော့တန်ရှင်းခြင်းကိုရောက်တဲ့အခါမှာတဲ့တယောက်သောသူရှမာရီလူကတော့တဲ့ရှစ်ဆက်မသွားတော့ဘဲနဲ့မြို့ထဲကိုဆက်မသွားဘဲနဲ့သခင်ရှုစီကိုပြန်လှည့်လာတယ်။ပြန်လှည့်လာပြီးတော့တဲ့ကြီးသောအသံနဲ့ဖျားသခင်အကုန်တော်ကိုချီးမွမ်းတယ်။သခင်ရှုရဲ့ခြေရင်းမှာပျောက်ဝပြီးတော့ဂျေဇုတော်ကြီးလာပါ၏ဆိုပြီးတော့သူကဝန်ခံတယ်။ဂျေဇုပြန်တင်တယ်ကျန်တဲ့ကိုယောက်ကတော့ယေဘရိုစီကိုဆက်သွားလားမြို့တွေပဲဆက်သွားလားဆိုတော့ကျန်းစာထဲမှာမရေးထားပါဘူး တို့ရတွင်ကျင်းသေးတာတော့အဲ့ဒီကိုယောက်ကသခင်ရှုစီကိုပြန်မလာဘူးသူတို့ကယောဂပျောက်သွားတဲ့ကြောင့်အပျော်လွန်ပြီးတော့သူတို့ယေဘရဟိမင်းစီမှာအတီးပြုချက်သွားယူကောင်းယူမယ်သူတို့ရဲ့အိမ်ကိုပြန်ကောင်းပြန်ပါလိမ့်မယ်တို့ရတွင်တယောက်သောသူရှမာရိလူကတော့သခင်ရှုကိုပြန်ပြီးတော့ဂျေစုတင်တယ်ယေရှုကမိခွန်ထုတ်ပါတယ်မင်းတို့ယောဂပျောက်သွားတာဆယ်ယောက်မဟုတ်ဘူးလားကိုယောက်သောသူကအဖေမှာရှိသနည်းဒီစကလုံးလေးကိုကြည့်တဲ့အခါမှာ ဒီနောက်ကမ္ဘာတော်မှာဖော်ပြတဲ့သခင်ရှုရဲ့ပြောကြားချက်ကိုကြည့်တဲ့အခါမှာကိုးရောက်တော်သူတို့ဒီအပေမှာရှိသည်နီလို့ပြောတဲ့အတွက်ကြောင့်သခင်ရှုကသူ့စီကိုပြန်လာဖို့မျော်လင့်နေတယ်ဆိုတော့ကိုတွေ့ရပါတယ်။ယောဂကင်းသွားတာ၁၀ယောက်ဖြစ်တော်ညာလေတယောက်ပဲပြန်ပြီးတော့ဂျေစုတင်တယ်။တကယ်မို့သခင်ရှုကဒီတပားမျိုးသားကိုထားပြီးတော့ဖခင်သခင်ရဲ့ကုံတော်ကိုချီးမွမ်းခြင်းကပြန်လာတော်သူဣသရေလလူမျိုးတွေတယောက်မှမရှိဘူးလားလို့မေးပါတယ်။ အဲ့ဒီခါမှာသခင်ရှုကသူ့ကိုပြန်ပြီးတော့ကျေးဇူးတင်တဲ့ရှမာရိလူကိုသင်ကြီးယုံကြည်ခြင်းသည်သင်ကြီးအနာကိုငြိမ့်စေပြီလို့သူ့ကိုမိန့်တော်မူပါတယ်။ကိုးရောက်သောသူကယေဘရောဟိထံကိုဆက်သွားကောင်းသွားပါလိမ့်မယ်။ယေဘရောဟိစီကနေအတီးပြူးချက်သူတို့ရကောင်းရပါမယ်။မင်းတို့မိသားစုနဲ့ပြန်နေလို့ရပြီ။ယောဂပျောက်သွားပြီ။တို့ရတွင်ဖះစီကအတီးပြူးချက်တော့သူတို့မရဘူး။ပြန်လာသောသူရှမာရိလူတယောက်တည်းကသာလင်သခင်ယေရှုရဲ့အတီးပြူးချက်ကိုရတယ်။ သင်းယုံကြည်ရင်သည်သင်းအနာကိုငိမ့်စေပြီးဆိုပြီးတော့သခင်ဘုရားရဲ့နှုတ်ကနေအတီးပြုချက်ကိုအာမခံချက်ကိုအဲဒီရှမာရီလူလူကခံစားရတာဖြစ်ပါတယ်။ဒါကြောင့်ခြေစောင်းယောက်စီတိုင်းကျွန်တော်တို့ဘုရားတရားထဲမှာဘုရားသခင်ရဲ့ကြီးစုတော်ခံစားရတဲ့အခါမှာဘုရားသခင်ကောင်းကြီးမင်္ဂလာတွေကျွန်တော်တို့ဘုရားတရားထဲမှာခံစားရတဲ့အခါမှာဘုရားသခင်ကိုပြန်ပြီးတော့ကြီးစုတင်ဖို့မမေ့ပါနဲ့။ဘုရားသခင်ကမျှော်နေတယ်ကိုယောက်သောသူတွေကဘယ်မှာရှိလဲ။ယောကပြောက်သွားတာ၁၀ယောက်မဟုတ်ဘူးလား။တစ်ယောက်ပဲပြန်လာတယ် ကျွန်တော်တို့ဘဝတရားထဲမှာကိုဗစ်ကာလမှာလည်းဖယားရှင်ကွဲကမဆာပြီးတော့လွံ့မြောက်စေတယ်။ဖယားသခင်ကိုပြန်ပြီးတော့ကြီးစိုးတော်ချီးမွမ်းလိုက်ပါ။ဒီလောက်ခက်ခဲတဲ့နိုင်ငံရေးလူမွေးစီးပွားရေးကြက်တဲတဲ့ကာလမှာဘုရားသခင်ကကျွန်တော်ကိုကွယ်ကာထားတယ်ဒီနေ့ဒီအသက်ရှင်ဝင်ပေးတယ်သင်ကျေးဇူးတော်ချီးမွမ်းလိုက်ပါအချို့ကမမြင်ပါဘူးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုမမြင်ဘူးကျေးဇူးတင်ရကောင်းမှမသိဘူးကိုးရောက်တော်သူကဲ့သို့ပဲသခင်ရှုစီကိုပြန်မလာဘူး ယောဂပျောက်ကင်းခွင့်ပေးတာသခင်ရှုဖြစ်တော်ညာလဲသခင်ရှုကိုပြန်ပြီးတော့ဂျေစုမတင်ဘူးတယောက်တော်သူရှမာရိလူကပဲသခင်ရှုကိုပြန်ပြီးတော့ဂျေစုတင်တယ်ဒါကြောင့်မို့သခင်ရှုကိုပြန်ပြီးတော့ဂျေစုတင်တဲ့ရှမာရိလူကသာလေလူရဲ့အာမခံချက်လူရဲ့အတီးပြူချက်ကိုရတာမဟုတ်ဘဲနဲ့သခင်ယေရှုရဲ့ကိုယ်တိုင်ရဲ့အတီးပြူချက်အနာရောဂါငြိမ့်ပြီဆိုတဲ့အတီးပြူချက်ကိုရရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတရားထဲမှာလေနေရစင်တိုင်းမှာဖခင်သခင်ပေးတဲ့အရာတွေအများကြီးရှိပါတယ် ကျွန်တော်ရေတွက်မှဆိုရင်ရေတွက်လို့မကုန်ပါဘူး။ဒါကြောင့်မို့ဖះကျေးဇူးတော်ကိုနေ့ရက်တိုင်းမှာခံစားရရတဲ့အတိုင်းကျွန်တော်တက်တာထဲမှာကျေးဇူးမတင်မိတဲ့နေ့တွေရှိတယ်။ဒါကြောင့်မို့နေ့ရက်တိုင်းမှာဖះသခင်ကိုကျေးဇူးတင်လိုက်ပါ။ရှူရှက်ရသောလေတောက်သွန်းရတဲ့ရေစားရတဲ့အစားစာနေထိုင်အသက်ရှင်ရတဲ့အခြေအနေအားလုံးတွက်သင်ကဖះကိုကျေးဇူးတင်လိုက်ပါ။ဖုရားသခင်ကိုကျေးဇူးတင်ပြီးတော့ကျေးဇူးတော်ချီးမွမ်းဖို့ဖုရားကမျှော်လင့်နေတဲ့ဖုရားရှင်ဖြစ်တယ်။ဒါကြောင့်မို့ရှမာရိလူလူကဲတော့ ကျွန်တော်ရဲ့ဘဝတရားထဲမှာဘုရားသခင်ရဲ့ကျေးဇူးတော်တွေကိုခံစားရတဲ့အခါမှာဘုရားသခင်မှစာခြင်းတွေကိုခံစားရတဲ့အခါမှာဘုရားသခင်ကိုကျေးဇူးတင်တတ်ပါစေ။နေ့ရက်စနေမှာဘုရားသခင်ပေးသောကောင်းကြီးမင်္ဂလာတွေအတွက်ရည်တွက်ချီးမွမ်းပြီးတော့ကျေးဇူးတော်ချီးမွမ်းတတ်သောသူများဖြစ်စေဖို့ဝင့်ကားပါလေ။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။